သူကျောင်းပေါ်တက်စီးတဲ့ကုန်းတည်းကြီးမားလာတဲ့တက်ကြသားတော်ဖြစ်တယ်။ဘုရားအလောင်းဥဒကစိတ်တော်မူတည်တော်ဝဟိတံပုရိသုအလောင်းတော်ထူးခြားမြင့်မြတ်လာတယ်။ဘုရားလောင်းမင်းသားကိုဘယ်နည်းအားပို့ရပြောင်းဖို့ပဲဆိုပြီးစိတ်တွန်းဆောင်ချက်ချပြီးတော့အဲ့တော့ဘုရားလောင်းမှာ အခုတို့ပဲဒီကရိုင်းသူရောစင်ရဲ့အတွင်ကိုဆင်မြန်းဝေယုံပြီးတဲ့အခါမဂရတိုင်းဘက်ကိုခီးထွက်သွားအဲ့ဒီမဂရတိုင်းဘက်ခီးထွက်သွားတာကိုသန္နအမတ်နဲ့ကန္နကမင်းတို့ကချိနေကြတယ်တဲ့ဖះလောင်းလေးနဲ့ခွဲကန်နေမှသူကအမတန်မှနီးတဲ့ ခြေပွားရှိတဲ့ဘုရားတော်တို့ကိုခြေသေးလေးတွေကအခုခေတ်ကခြေသေးကိုအနီးဆိုးကြတယ်အခုတော့အနီးတော့မကဘူးအနေကြီးတွေဟောအပြာကြီးတွေဟောသူဆိုးတော့ရှင်းတော့ကတော့အနီးပဲဘုရားတော်ရဲ့ခြေသေးလေးတွေကရဲနေတာပဲလေအဲ့ဒီရဲနေတဲ့ခြေသေးရှိတဲ့ဘုရားတော်ရဲ့ခြေလေးကိုမြင်းကြီးကသူ့ရှာကလေးနဲ့ရက်တယ် လွန်လွန်အားချိန်ခွဲကံလေးလေးရက်ရက်ပြီးတော့ခစ္ဆန်ဒီဇမဟာဝေရံရုဒ္ဓမာနောဥဒိခိတံသူတို့ဆုံးပြီးတော့ထွက်ခွာသွားတယ်မင်းတို့ပြန်ကြတော့ငါလည်းသွားပြီဆိုပြီးထွက်သွားတယ်အဲ့ဒီအချိန်လေးမှာသူဟာမျက်ရည်တွေတွေ့တွေ့တွေ့ကြပ်ပြီးတော့မြင်ကွင်းဆုံးနေထီအောင်သူကြည့်နေခဲ့မိတယ်မြင်ကွင်းကပျောက်ွက်သွားတဲ့အခါမှာတဲ့ သူ့ယင်ထဲမှာအလွန်ကြီးမားတဲ့နာကျင်မှုတွေဖြစ်လာတယ်။ယင်ထဲမှာအောက်အဲ့ဒီအောက်လာတဲ့ယင်ကြီးအောက်ပြီးတော့ဖြစ်လာပြီးတဲ့နောက်မှာဒီယင်အောက်လာတာမပြောက်တော့ဘဲနဲ့နှလုံး꿰ပြီးသူကသိဆုံးသွားနေရတယ်။မြင်းကြီးကဘိုင်းကနေလဲပြီးတော့ထိသွားတယ်။ဒါသူအကြောင်းသူပြန်ပြောပြနေတာနော်။ဟုတ်ပြီ ကန္နကမြင်းဟာအဲ့လိုနဲ့တည်သွားတယ်။တည်သွားပြီတဲ့ခါကျတာဖြစ်တယ်။သူတဏ္ဏမှာအာသောတွေကုန်ခန်းတဲ့ရတ္တမေကုသိုလ်ဆိုတာတနေ့ကျသူရလာမှာပါလို့ယုံကြည်တယ်။ဒါလည်းကုသိုလ်တစ်ခုပဲနော်။အဲ့ဒီကုသိုလ်နဲ့သူရလိုက်မယ်သူယုံကြည်တယ်။အဲ့ဒီလိုကန္နကနတ်သားကရှင်မောက္ကလံကို အသေးစိတ်ရှောက်ထားပြီးအမှားစကားပါလိုက်တာပါတော့ဆိုတသေဟိပန္တိကိစ္ဆယတိတတ္ထုဘုဒ္ဓတာတန္တိကေအရှင်ဘုရားတဲ့မြတ်စွာဘုရားနဲ့တွေ့မြတ်စွာဘုရားစီသွားမယ်ဆိုလို့ရှိရင်တဲ့မမပိဝသနေနတိရတဝိသတံဝဏတိရတဝိသတိဝဏနာတပိတော်က ဥခေါင်းနဲ့ခြေတော်ဆုံးကိုတိုက်ပြီးတော့ရှ िख ိုးလိုက်တယ်ဆိုတာအရှင်ဘုရားအမိန့်ရှိပေးပါအရှောက်ပေးပါရသော်ဘုရားကိုခေါင်းနဲ့ရှ िख ိုးလိုက်တယ်ဆိုတဲ့အကြောင်းလေးကိုဘုရားနဲ့တွေ့တဲ့အခါမှာအရှင်ဘုရားကြီးကိုရှောက်ပေးပါအရှင်ဘုရားတောထွက်တုန်းကစီတော်မြင်းကြီးကန္တကဟာအခုနတ်ပြည်မှာဗုမိမန်နဲ့နတ်သားကြီးဖြစ်နေပါပြီသူဟာမြတ်စွာဘုရားရဲ့ခြေတော်ဆုံးကြားပြုံးကို ရှ िख ိုးလိုက်တယ်ဆိုတဲ့အကြောင်းကိုအရှင်မြတ်လျှောက်ထားပေးတာအမှားစင်ကထက်လိုက်တယ်နော်ပြီးတော့လျှောက်ထားလိုက်တဲ့အဟမိတ္တထုခိစိတံအဟမိတ္တထုခိစိတံစိနအပတိပုဂ္ဂလံဒௌလဘံတဒနဟောတိလောကနာထာနတာရိနအရှင်မြတ်ဒီလိုထူးခြားတဲ့ပုဂ္ဂိုလ်သူမြတ်ကို ။တပိတော့ကိုယ်တိုင်လည်းသွားပြီးတော့ဖူးပါမယ်။နော်။တပိတော့ကိုယ်တိုင်လည်းသွားပြီးတော့ဖူးပါမယ်။ဒီလိုလောကကြီးအကိုရဖြစ်တဲ့တာရီကုံနဲ့ပြည့်စုံတဲ့ဘုရားသခင်ကိုရမြတ်ကြီးကိုဖူးတွေ့ရဖို့ဆိုတာအန္တမခင်းပါလေ။ရခဲ့တဲ့အရာဖြစ်လို့တပိတော့ကိုယ်တိုင်သွားပြီးတော့လည်းဖူးတွေ့ပါမယ်။သူဟာအခုလိုဝိမိမန်နဲ့ချမ်းသာတာဖြစ်ရတယ်။တမန်စစ်ပွဲအတွက်လုပ်မယ်ဆိုရင်ဒီလိုကုသိုလ်ရချင်မှရမှာဟုတ် ရံသူတွေကိုတိုက်ဖို့လုပ်နေဆိုရင်တော့သူကုသိုလ်ရံဒီမှာရမှာအခုတော့တပ်မရတညာရဖို့အတွက်ကျောင်းပေါ်တင်ပြီးတော့ဘုရားလောင်းကိုပို့ဆောင်ပေးခဲ့တဲ့ဒီကုသိုလ်ဒီကုသိုလ်ဘယ်သူကြောင့်ရတာတော့ဆိုဘုရားလောင်းလေးကြောင့်ရတာပဲစစ်ဘရင်တခုကိုပို့ရမယ်ဆိုရင်နော်အဲ့ဒီစစ်ဘရင်ကရံသူတွေကိုတိုက်ရင်သူကလည်းပဲရံသူတွေ တတ်တဲ့ထဲမှာသူပယောကမကိန်းလို့သူကအပင်ငယ်ရဲ့ချမ်းဖို့ပဲရှိတယ်ပေါ့အခုတော့အဲ့ဒါလို့မဟုတ်ဘူးဘုရားလောင်းလေးရဲ့ခြေဆုကြောင့်သူဟာထူးခြားတဲ့ပုံမိမ့်မှန်ကြီးမှာနတ်တာဖြစ်တယ်ဒါကြောင့်ကတိညုကတဝေဒီခြေဆုတရားကိုတိတတ်တယ်ကန္နကနတ်တာဟာရသဗျာကိုချင်းကတာခဲ့ပါတယ်တုတ်တော်ဝခိရံစက္ခုပတောဓမ္မစက္ခုဝိတော်ရိ ။ယသောဗျာစီရောက်လာတာနဲ့တပြိုင်တည်းယသောဗျာကတရားဟောတော့တာပဲ။အဲဒီလိုတရားဟောလိုက်တော့ယသောဗျာရဲ့တရားဓမ္မကိုနိုင်ယူလိုက်တဲ့အခါမှာသူဓမ္မဆက်ခုလို့ဆိုရင်တရားမျက်စိအမြင်တစ်ခုရလာခဲ့တယ်။သတ္တဝါဖြစ်သွားတယ်လို့ပြောတာပေါ့။ဒီကုသိုလ်ကြောင့်ယသောဗျာရဲ့တရားကိုနားလဲရတယ်။အဲတော့သောတာပန်ဖြစ်ဖို့တမာဒိဋ္ဌိဉာဏ်ရဖို့ဆိုတာ နံပါတ်1တရားနာရမယ်နံပါတ်2မိမိကိုယ်ကယောနိသုံးနတိကာရရှိရမယ်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မှဒီညာကပေါ်တာအဲ့လိုဆိုမပေါ်ဘူးလေဒီလိုဆိုလို့ရမှာကဲစမီချဘူးလေးကမိတောက်ဖို့ဆိုတာလက်ကလေးနဲ့ဖိချဖို့လည်းလိုသေးတယ်လေအဲ့ဒါလို့နောက်ထပ်အကြောင်းတစ်ခုထည့်လိုက်တာသူကိုယ်တိုင်ရဲ့မှန်ကန်တဲ့နှလုံးသွင်း မြတ်စွာဘုရားရဲ့မှန်ကန်တဲ့တရားဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာသူဟာတရားတရားမြတ်လို့ဆိုတယ်ဓမ္မစကုထူးခြားတဲ့တရားမျက်စိတစ်ခုရရှိသွားတယ်တဲ့အဲ့ဒီလိုရရှိသွားသည့်အတွက်ကြောင့် we thought it တော့ဒိဋ္ဌိကတံဝိသိကိစ္စဝတ္တာနိစ္စဒီဉာဏ်မြင်ရသွားတာ ਨੇ တပြိုင်တည်းသူဟာအမြင်မှားတာတွေ ငါကထင်မှားခဲ့တယ်မိစ္ဆာအယူဝါဒဆိုပါလို့ခန္ဓာကြီးတွေမှာငါလို့ထင်လာတယ်ငါဟာလို့ထင်လာတယ်ငါငါဟာဆိုတဲ့တက္ကရာဒိဋ္ဌိအထင်အမြင်ကြီးတွေပျောက်ကင်းသွားပြီးကိုကြည့်တရားနဲ့ပတ်သက်လာတဲ့အခါကျတန်တရားတွေလည်းကင်းသွားတယ်သောတာပန်ဖြစ်စဉ်ဆိုတာအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းပဲဖြစ်တယ်ပေါ့ မမြင်သွားတယ်ယုတ်တရားနဲ့တရားသာရှိတယ်ဒါကြောင့်မို့လို့ဓမ္မစကုဖြစ်တဲ့အခါမှာကဝေစကြာသုတ္တမဆိုရင်ရံကိစိသမုဒယဓမ္မံသဗ္ဗတံនិရောဓဓမ္မံနားလည်သွားဖို့ကိုချစ်တော့ဖြစ်ချင်းသဘောရှိတဲ့အရာမှန်တရားချုပ်ပြောက်ခြင်းသဘောရှိတယ် ်ဘယ်ရမှမမြဲဘူးဆိုတာပေါ့လုံးဝတိသွားတယ်အဲ့ဒီလိုလုံးဝတိသွားတဲ့အတိညာမှန်ကန်တဲ့အမြင်တစ်ခုကိုပြောတာဒါနဲ့ပတ်သက်ပြီးတော့လေတန်တရားလုံးဝမရှိတော့ဘူးအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းလို့ဆိုရဲဒီဓမ္မစကုကန္နကနတ္တဟာရရှိပြီးသွားတယ်